ဖေသည်သူမ၏ပါပြေငုံနှမ်းပြီးထွက်သွားလေ။အဖေပြေသူထွက်သွားသည်နှင့်တပြိုင်နက်မေရီလည်းပြင်းရင်းစွာထားကလွဲအထက်မှဆောင်းအောင်များစီသို့လှမ်းလေ။ထို့နောက်မတည့်ရက်ခါစိတ်ငြိမ်စွာနေလေသည်။အမေကမူသူမအားလှမ်းကြည့်ရင်သူမ၏ဖဲကျိုးကိုဖျက်နေလေသည်။စူဇန်ကမူပကံခွဲရများတပုံကြီးနှင့်ထွက်လာရင်က တန့်ကညီမငယ်၏လက်ကိုကိုရုတ်ခနေနန်းသည် ဒီညစပြီးချုပ်ကြအောင်ညဖို့ငါဝယ်ခဲရအောင်မယ်ဟုဂရီပေးလေဤကာမီဟု မေရီက၆ကပ်ပြသားသောတန်နေပြောသည်စူဇန်သည်မိဖို့ကန်ရေစေးကန်တွင်ရှိဆက်ပြရေဘူးတဲ့သို့ပကံခွဲရများကို နှစ်လိုက်ပြန်ထုတ်လိုက်နေညံဆန်လွှားစွာလှုပ်ရင်ညီမငယ်ကလေးကိုချစ်ခင်လို့စွာ တွေးနေလေသည် မေရီကြီးပြင်းလာသည့်အခါသူတို့သည်တငယ်ချင်းများဖြစ်ကောင်းဖြစ်သွားကြမည်ထင်ရပေ၏၁၅နှစ်ရွယ်မိန်းကလေးဆိုသည်မှာရှက်ကြောက်တမဲပင်သည်သူမသည်မေရီဖို့ဝိလလကလေးချုပ်မည်သူမသာမေရီသည်ပါတီများသို့ဝေး၍သွားနိုင်ပေမည်မေရီအရိုးပေါ်ရည်တည်နေသောလက်မောင်းလေးကိုကြွယ်ဝဲနိုင်ဖို့အတွက်သေးမုံသောတုန်ကလေးများကိုပခုံးပေါ်မှာဖွာကြချထားရရင်ကောင်းပြီ။ မေရီလိုအသားညူအတွက်ဆိုရင် ထိန်လုံးမြည်ဖြစ်သည့်အကြောင်းကိုဖျော့တော့သွားစီရဲ့လေတဝိုက်တွင်ဇာတုံများထဲရောင်နီမေရီမှာကြီးထွားလာပြီဖြစ်ရာသူမထ၌အဝိစာလှလပပရှိလာဖို့အတွက်စူဇန်သည် စီစဉ်လျက်ရှိ၏သူမလက်ထက်ပြီး၍အချိန်အားရလျင်မေရီကို ပို့ပေါ်ပါမသုံးရန်ညနေချုံခဲပေါ်ယုံကလေးတစ်ထည်ချုပ်ပေးရမည်ယင်းသို့ဆိုလျင်ချစ်စပွဲပစ္စည်းလေးများကိုလှုပ်เสียအများကြီးကြံသည် ူမဤအချိန်များလည်းများစွာရရှိပါ၏တဘွားလုံးပင်ပြန်ပီသေးသည် သူမ၏မျိုးဆက်တဲ့၌မြည်သူမြငယ်စဉ်ကမတည်ဆုံးစဘူးသူမ၏ဘိုးဘွားပြည်ပင်တို့သည်သူတို့၏ရှေးလျားခဲ့သောတက်တန်းဖြင့်သူမ၏တက်တန်းကို ရှေးလျားစေရန်ဂရီပေးခဲ့သည့်တပွဲပင်တည်သူမသည်အာလုံးလုံနိုင်ပြီထို့ပြင်ပြည်စုံပြီးမြောက်ခြင်းနှင့်လုံနိုင်ပြီသူမ၏ကိုရင်း၌အင်းငိန်ခြင်းတည်လာသည် โอ้အရာဟာလေးငါကုံချက်တည်းဖြစ်ရမှာပါလေဟုလက်များကိုချောင်းအောင်သုံးရင်လေတန်ကလေးနဲ့တချင်းဆို၏အပေါ်ရက်သူပြေးတက်၍မက်ကီရှင်ဦးကောင်းကိုကြည်သည်အဝိစုကိုဖယ်၍ရုတ်တုရှင်၌ရက်တော်သူမ၏လက်များသည်ရုတ်တုပေါ်သို့ရောက်ခါဆန့်တက်လျက်ရှိကြသည်စိတ်မလုံးမလဲနှင့်ရုပ်ပုံကိုခဏမှဆက်လုပ်ပြန်လေ၏ရုတ်တုကိုပြန်၍အုပ်ထားလိုက်၏ လက်ဆေးပြီးတော့ကိုအင်းကြီးကိုဝိအုတ်ထုတ်ကိုဆောင်းကအောက်သို့ဆင်းခဲ့ပြီးအမေဖုန်ခါနေတော့ခန်းထဲသို့မိမိခံကိုသာတွင်လိုက်သည်ကျွန်မခြေလုံးသွားဝယ်အောင်မယ်အမရဲ့ဤအခုပကံတွေတောင်ဆေးပြီးသွားပြီပေါ့လေဟုသူမအမေကအော်၏ညီလုံးနိုင်မယ်ထင်လို့လားငါဥယင်ကိုတော့မပြက်စီးပါစေနဲ့ဤဟု Mrs. Founding ကတန်လျာဖြစ်ဟန်နေပြောသည်ရှင်မကြရင်မယူပဲနေပေါ့ဒါပေမဲ့ကျမကတော့ကောင်းကောင်းတက်နိုင်ပါတယ်ဟုစူဇန်ကဖြေသည်ဒေါ်လာ150ဆိုတာမိန်းကလေးတယောက်အတွက်တော်တော်များတဲ့ငွေပဲဟု Mrs. Founding ကပြောတော်လဲပြုံးလျက်ပြောခြင်းဖြစ်လေသည်ဈေးသိမ့်များတဲ့ထင်ရင်လဲညနှမောင်ရုပ်ဖြစ်ရုံမကပါဘူးဟုစူဇန်ကအလောတကြီးပြောသည် ကျွန်မစိတ်ကူးမိတယ်။မျက်နှာမောင်ရုပ်ကလေးကို ရေကန်လေးနဲ့ကိုယ်အရေးကိုကြည်နေခိုင်းမယ်လေ။ဒူးကလေးထောက်လို့အတောင်ပံကလေးတွေကကြွားလို့ဟွန်းအဲပြီးတော့သူ့လေးနဲ့များတွေကရှော့ကြနေတော့မလို့နဲ့ရုပ်ကလေးကတင်းငုတ်တူပေါ်ဒူးထောင်နေရတယ်။သူ့ပခုံးပေါ်လိပ်ပြာကလေးတကောင်နားလို့အေးပါအေးငါအကြိုက်ကြရင်ပြီးတာပဲ မစ္စစ်ဖောင်တိန်မှာနွေရာသီပြည့်သက်ထဲမှာတရားအပဝင်ပြီတည်နွေရာသီပြည့်သက်ဆိုသည်မှာကျင်းငွေချမ်းသာ၍တောက်ပြောင်သောသူများဖြစ်ကသူတို့သည်ရှေးအိမ်များ၊ယာကင်းများကိုဝယ်လေးရှိပြီးနွေရာသီတလနလကလေးတွင်ထိုအရာများပေါ်၌ငွေကိုစုပုံ၍ရေလိုဖြုံးလေးရှိကြပေ၏ရှေးသာတိုးပြီးတော့မင်းချောကလေးဟုမစ္စစ်ဖောင်တိန်ကပြုံး၍ပြော၏ စင်စစ်တော့ငါကဒေးဗစ်ပါနေလောက်တာမှကောင်းနေထင်ပေမဲ့ဒီလူကြီးကို ခိုင်းလို့မရနိုင်တာနဲ့ယူတောင်ယူခြင်းပါရဲ့ဒါပေမဲ့ငါကြိုက်မဲ့ပစ္စည်းများညှိလို့နိုင်မဲဆိုရင်တော့အင်မတန်ကောင်းမလိမ့်မပေါ့အေးရှင်မကြိုက်ဖက်နဲ့တော့အတင်းမယူစေရပါဘူးဟုစူဇန်ကအာမခံလိမ့်၏သူမ၏အတ္တမှာတည်ငြိမ်၍သူမ၏ဒူးများမှာခိုင်မြဲ၏သို့တော့အတွင်းမှမူတုံလျက်ရှိပေသည် ဆူဇန်ဒီလက်ကိုထုတ်က Goodbye Mrs. Pounding ကျေးဇူးပါပဲ Goodbye ကလေးမညီပြောတာတလားကြမယ်ဟုတ်လားအလွန်ဆုံးတလားပါပဲပြီးရင်ပုံသွင်းမှုတခြားကိုပို့ရမယ်ရှင်ကမုံမန်းတွေပွင့်ညာဖူးကြပြီဆိုရင်အဲ့ဒီရုပ်ကလေးကိုဒီမှာရှိစေခြင်း ਨੇ ရှိရပါစေမယ်ဟုဆူဇန်ကဆို၏အမှန်မင်းသူမတတ်နိုင်ပြီတည် သူမလူချင်းဒီရာများကိုရအောင်လှုပ်ခဲ့ဘူးလေဒီခေါင်းဖြူနေသောဘန်နာဆိုးကြီးသည် သူမ၏နောက်ကျောင်း၌တကားပိတ်လိုက်သည့်အခါ၌မူဆူဆန်သည်လမ်းလျှောကိုပြေးဆင်ပြီးလေတံဖြင့်ဆူလျက်ရှိပြန်သည်။အိုးအရာလေးငါရဲ့ဂုံချက်သည်ဖြစ်ရမှာပါလေ။အဲ့ဒီကိုလုံးတီကလေးလေးဟာဘလို့များနေလိမ့်မလဲ။ သူမသည်တော်မီကလေးကိုကြည့်အောင်လူဆိုင်ပါမာရိုဘတ်သို့လှည့်ယူသွားမည်ယခုနေဆိုရင်တော်မီကလေးသည် ရေချိုးလျက်ရှိခြင်းမည်ဒီတော့ကလေးတယောက်ဤဖွေမျိုးသောကိုကလေးသည်ဘလို့ရက်တီနေနိုင်သည်ကိုမြင်ရမည်ပြီးလျင်ဒူကောင်လေးများကဘလို့သူမသည်လူဆိုင်နေသောအိမ်ဘူးကလေးစီသို့မြန်ဆန်စွာလျှောက်သွားသူမနှင့်လူဆိုင်တို့မှာထထန်းချောင်းတွေဘက်တငယ်ချင်းများဖြစ်လေသည်ဆူဆန်ကကောလိပ်သို့ဆက်ခဲ့၏ လူဆိုင်ကမူဟဲပါမှာမြည်ရှိသူတို့ထထန်ကြောင်းမှန်းလက်ထက်လိုက်ကြပြီတနစ်ကြတော့တော်မီကိုမွေးသည်ဟဲသည်ဘေကာဖနက်ကွန်မဏီအလုံလုံသည်ထိုဆိုင်သူသူမသွားတိုင်းဟဲသည်အလွန်သဘောကောင်းလေရှိသည်ခမည်းဖနက်ရောင်းရတာကောင်းနေဗျခမည်းကဖနက်ပုံကြီးကြီးစီးပေမဲ့ခြေတော့ကပုံကြတာကိုတခြားမိန်းမတွေခြေတော့ကတမျိုးပဲ သူသည်စူဇန်၏တမပေါင်းကြသောခြေပမိုးများကိုလက်ထဲ၌ထည့်ကာချီးမွမ်းလိုဟန်ဖြင့်ခမည်းခြေစုံတွေကတဲခံကြတာပဲဟုရွတ်တက်သည်လူဆိုင်၏ဟုစူဇန်သည်ဘိုရဲကလေး၏ပွင့်နေသောတကားဝကိုရောက်တော့အော်ခေါ်လိုက်လေသည်ခမင်းစာကန်း၌နနက်စာစားပြီးပကံများမှမသိရသည်ပဲရှိသည်ကိုမြင်ရ၏ဝေးဟုလူဆိုင်၏အတန်ကထူသည် ရေချိုးခန်းထဲမှာဟေးရေချိုးခန်းထဲသို့ဝင်သွားရ၏လူဆိုင်ကိုရွှေရောင်စပင်ကြောပေါ်ဖားရဝေလျက်တကူလုံးမတင်မတတ်နှင့်ဆူဆူချောထွက်နေသောတော်မီနှင့်လုံထွေးနေကြသည်ကိုတွေ့ရလေသည်သူကရေချိုးခန်းထဲဝင်ရမှလေ၏ကတ်တက်နေတယ်အားကောင်းလိုက်တာလဲလွန်ရောသူ့ကိုယ်လေးကိုကိုွေးအောင်မလုပ်နိုင်ဘူးဟုလူဆိုင်ကငိုတော့မလို့ညီးသည် တော်မီလဲအိန္ဒီတခွဲသားနှင့်တိတ်ဆိတ်စွာနေရာကလွတ်သွားက ရေချိုးကန်းနှုတ်ခမ်းသို့တက်ပြန်လေ၏ဆူဇန်လဲရီမောကကလေးကိုချီပြီးကောင်းမွန်သို့မြောက်လေ၏တော်မီကလေးကမိုးပြန်နေသောနှက်တငယ်လေးပမာသူမကိုအိန္ဒီနှင့်ငုံကြည့်ပြီးမှပြုံးလေ၏သူကလေးကိုကြည့်ရင်ဆူဆန်သည်အမျိုးမျိုးညံဖွင့်လာလေသည် ကလေးကမျက်လုံးရွှေဝါရောင်သပင်ဝင်းဝင်းသူဤပူနွေးတံမာသောကိုလုံးလုံလုံးပုပုပခုံးလေးများကျဲပမာပြန့်ကားနေသောလက်ဖွားကလေးနှင့်စံတန်းထားသောလက်မောင်းတန့်တက်ကြောက်ကန်ထားသောခြေထောက်ကလေးစသည်တို့သည်သူမ၏အုံနောက်ထဲသို့အမတ်တရားဝင်လာလေသည်စူဆန်သည်ကောင်းလေးကိုနှိမ်ကအောက်သို့ချပေးသည်ကောင်းလေးမှရေချိုးကန်ကိုမေ့သွားပြီဖြစ်လေ တူကလေးလူရက်ခါစူဇန်ကရေတုပ်ပင်နေအဝတ်စားဝတ်ပင်နေဒီကို ပြူရူပြဲတဲ့ကြည်ကနေသည်။"အိုး၊လှလိုက်တဲ့တော်မီ"ဟုစူဇန်ကရေကပြောမိလေသည်။လူဆိုင်ရေညီတော်မီနဲ့တနေ့လုံးကစားကြည့်ပဲနေတာလား။ဒီပြင်ဘာများလုပ်သေးလဲ။ဒီလိုကလေးမျိုးများတော့ဒရာစင်လောက်လိုချင်ပါရဲ့။လူဆိုင်ကညီးဒီမှာ"သူတို့ကိုခုလိုတခါတလေလေးတွေ့ရတာတော့ကောင်းတာပေါ့ဤ။ ဒါပေမဲ့သူတို့နဲ့အမြင်နေအလုပ်ပို့တစ်ခုပဲဆိုတာညီတိလိမ့်မယ်သူတို့ကညီကိုဂယူးဆိုင်လောက်တယ်ထင်တာမဟုတ်ဘူးတော်မီပြန်လဲကျဲဝင်သောမျက်လုံးကြီးများကို ငေးရင်လူဆိုင်ဤစိတ်မရှိတဲ့ငို နားထောင်နေရတော့လေစူဇန်သည်အယုံကြည်မရှိချေမိမိသာဆိုလျင်ကြားနာစွာစီမံနိုင်မည်ဖြစ်လေ၏။သူမသည်သူမ၏ကလေးများအတွက်ဘာဒုက္ခမှတွေ့နိုင်မည်မဟုတ်ချေ။အခုသူ့ကိုကြွေးရမွေးရအောင်မေ ပြီးတော့ဖျားစကြမလို့အိတ်လိမ့်မယ်ထင်မိမယ်အိတ်ချင်မှလည်းအိတ်အောင်မယ်ဆူဆန်ကတော်မီကလေးကိုတွေးကျင်လို့ကိုဝင်လာတာဟုပြောပြ၏လူဆိုင်ကဖဲလေးချက်ကလပ်ကိုညံ့နေကြရင်လာအောင်မလားဒီနေ့ထရိုင်နာရဲ့အိမ်မှာတဲ့ဟုပြောပြရာဆူဆန်ကခေါင်းတွတ်တွတ်ခါလေသည်ကိုအလုံးများနေတယ်မက်နဲ့လက်ထပ်မလို့ဟုတ်လားဘလို့ကစရလဲဤ မင်းညာကစတာပေါ့လူဆိုင်ကအလဲလောက်ခါအခုလာပြင်းနေပြီကိုဖျားဆူရပါစေကိုလေးလာမင်းဟာဘလောက်တက်နိုင်လဲဆိုတာတော့တကယ်ကိုသိပါတယ်ကိုတော်ကလည်းလာတာနေတဲ့ညမှာပေါ့သူ့ကိုလက်ခံလိုက်တာစစ်စစ်တော့လုံခဲ့တဲ့နှစ်နာရီအတွင်းကအဲ့လိုလုံနိုင်လိမ့်မယ်လို့အကြံမရှိဘူးအမှန်ပါဒီလိုပဲဖြစ်တတ်တာပဲဒီနောက်ကြတော့အမိခံလိုက်ရတာပဲဟုတ် ပြောလိသည်ဆူဆန်ကရီမောက ကိုကအမိခံရတယ်မထင်ပါဘူးငါကိုယ်တိုင်ကလက်ထက်ချင်တာလေထမင်းစားကန်ကလေးကို ဖြတ်တော့ဆူဆန်သည်ခဏမှတန့်ပြီးစပွဲကိုကြည့်သည်စနေတကျရှိစီလိုခြင်းလှလှပပဖြစ်စီလိုခြင်းတို့သည်ဝေဒနာထား၍လာကြပြန်သူမသည် လူဆိုင်ကိုခဏမြဝိုင်းကူလိုက်ဦးမှဖြစ်မည်အเจ้าမှာညှိပေသောပကံများသည်ကြည့်ရှုရဆိုးလာသည်တကား ူမသည်ပကံများကိုတင်၍မိဖို့ကန်သို့ခြေပြားထောက်ပြီးဝင်လေ၏ရေကိုဖွင့်ချကပကံများဆေးကြောပြီးစီထားလိုက်သည် ပကံများမှာအရေအတွက်နဲလာသည်ဖြစ်ရာ သူတို့ကိုမသိမ်းစီထားနိုင်သည်မှညံ့၍ပင်ဖြစ်သည်ထမင်းစားကန်တကားမှခြေပြားထောက်ပြီးဝင်ခဲ့ပြန်ကစပွဲကိုတုတ်ပြီးစက်ကူပန်းအတူများစိုက်ထားသည့်ပန်းဦးကလေးကိုတင်လေ၏ပန်းတူရိစိုက်တဲ့ရှင်ရှက်ဖို့ကောင်းလိုက်လေလူဆိုင်ရီ ဘာပန်းမှမရှိဘူးဆိုတဲ့တိုင်အောင်အင်းရှိလန်းကလေးကိုအဆုံးထိရှားလိုက်ရင်တောဆက်ကိုရောက်လာပြီတောပန်းနေတော့ရနိုင်တာပဲစူဇန်သည်ခြေပြားထောက်၍လမ်းသို့ထွက်ခဲ့ကရင်းရိုင်လှုပ်ရှားပြီးအိမ်ပြန်လေ၏သူမတွင် အပြုံကလေးနှင့်ဒေါ်မီဤပုံစင်သည်လက်ထဲတွင်ပူနွေးဆဲပင်ရှိလေ၏ဒီမနက်ပင်အပေါ်ဓာတ်ကိုအလင်းမြန်ပြေးပြီးပုံချမ်းသွင်းမိဖြစ်လေ၏နေခဲမှမူချုပ်ရလောက်ရမည် အမေကမူထမင်းစာကန်းကိုဖုံခါနေစေပြီပြန်လာပြီလားဟေ့ဟုအမေကအော်၏ဟုတ်ကဲ့ဟောဒီမှာပိုးချို့အမေမက်ကီရှုံဦးကောင်းတပေးခန်းထဲတွင်စူဇန်သည်သူမလိုချင်သည့်ဟန်အတိုင်းကလေးဝါတုတ်တုတ်ကလေးပုံကိုအကျမ်းမြပုံသွင်းလေသည်စံခွေအလေးကလေးတွေပချိုင်ကလေးတွေကျဲလိုကားသည့်လက်ကလေးတွေကိုလှုပ်ရမှအင်တန်ပြောစရာကောင်းမှာပဲဟုတွေးမိလေသည် ပြီးတော့မက်ကီဦးခေါင်းလည်းရှိသေးသည်ဩအချုပ်ကလေးရဲ့မျက်နှာကိုမက်နဲ့ခက်စစ်စစ်လုပ်ရင်မကောင်းလားမက်ကီသားလေးသည်ကြွေရုပ်ကလေးအဖြစ်ဖြင့်ရေကန်နဲ့ငုံကြည့်နေလိမ့်မည်သူမ၏ဦးရင်ချာမှသူမ၏သားကလေးငုံကြည့်ဖို့ရာရေကန်ကလေးတစ်ခန်တူးရပြီဩသူမသည်တီရိုးဆိုပြန်လေသည်အိုးအရာဟာလေငါရဲ့ဂုံချက်တည်းဖြစ်မှာပါလေငါရဲ့ဂုံချက်တည်းဖြစ်မှာပါလေ ီသူမလက်ထက်ရတော့မည်လီ သူတို့လက်ထက်လိုက်ကြလေသည်သူမနှင့်မတ်တို့ကြားမှနိုင်ရန်တိုင်းတို့သည်ဂီတလိုချိုသာသောစကားများဖြင့်၎င်းသူမ၏တုံလင်လက်ကခိုင်မြဲသောသဘောတူညီချက်ဖြူရသောမက်မျက်နှာ၏တင်းမာသော သဘောတူညီချက်များဖြင့်၎င်းအဝေးသို့လိမ့်သွားကြလေ၏။သူမသည် လက်ကိုဆန့်ထုတ်ခါသူ့လက်စွပ်ကိုယူလေသည် သူတို့နှုတ်ဦးကြကသွေးတော်လေးသည်ဂီတတန်ပေါလာ၏